မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ13ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံနဲ့ တနင်္သာရီတိုင်းဒဝဲခရိုင်နယ်စပ်မှာရှိတဲ့ငရက်နီစခန်းကစစ်ကောင်စီတပ်သားများအလုံးဟာတော်လိုင်းတက်တွေဝင်းမတိုက်ခင်ကတည်းကစခန်းကိုဆုံခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထီကိနယ်စပ်စခန်း၊ဗောတိနယ်စပ်စခန်းတွေကိုတော်လိုင်းတက်တွေဘက်ကသိမ်းပိုက်ပြီးတဲ့နောက်ငရက်နီစစ်ကောင်စီစခန်းကစစ်ကောင်စီတပ်သားတွေဟာဇွန်လ12ရက်နေ့မနက်ပိုင်းမှာထွက်ပြေးသွားတာလို့ဗရိုအဲနာကရှင်းပြထားပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့မှာထီကိနယ်စပ်စခန်းကို KNL နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်တလအကြာ အခုလ10ရက်နေ့မှာလဲနေဆက်မြင်းပေါ်က body စစ်ကောင်းစီစခန်းခေါ် point 2566စခန်းကိုလဲထမှန်သိမ့်ပတ်ရရှိခဲ့တယ်လို့သိရပါတယ် body စခန်းကိုသိမ့်ပြီးတော့နှစ်ရက်အကြာမနေ့က body စခန်းနဲ့18မိုင်လောက်ဝေးတဲ့ငရက်နီးနေဆက်စခန်းကစစ်ကောင်းစီတပ်သားတွေဟာတော်လိုင်းတပ်ဖွဲ့တွေဘက်ကမတိုက်ခတ်ရသေးဘဲနဲ့သူတို့ဘာသာစခန်းကိုစုံခွာပြီးတော့ထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ၄ဘက်ကပြောဆိုထားပါတယ်အကုန်လုံးကြောက်ပြီးတော့ထွက်ပြေးကုန်ပြီဘာမှတော့မတိုက်ရသေးဘူးထွက်ပြေးသွားပါတယ် တဆက်ခမ်းမဲကြံတော့သူတို့လည်းတည်ပြီးသားပဲလေကျွန်တော်တို့လာသိရင်လည်းခုခံနိုင်မှာမဟုတ်ဘူးလို့ KNU ဘိတ်တော်ဝဲခရိုင်ရဲ့အတွင်းရေးမှူးဘရိုအန်နာကရှင်းပြထားပါဗျ။ငရဲ့နေစက္ကန်းဟာလေထီခီထီထား ဗောဓိစခန်းနေဤသူ1998ခုနှစ်မှာမြန်မာစစ်တပ်ကတမဟာလေးဌာနချုပ်ကိုသိမ်းပိုက်ပြီးတဲ့အချိန်ကစပြီးတော့အထိုင်ချထားတဲ့စခန်းနေဖြစ်တယ်လို့သိရပါတယ်။စခန်းကိုမစွန့်ခွာခင်ကဘန်ဂါရီလက်နက်ကြီးတွေနဲ့စစ်ကောင်စီတပ်သားအင်အား20ကျော်30ဝန်းကျင်လောက်ကအခိုင်အမာတပ်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့တော်လိုင်းရဲဘော်တွေကပြောပြထားပါတယ်။မနေ့ကမရက်နီစခန်းကစစ်ကောင်စီတပ်သားတွေထွက်ပြေးတဲ့အချိန်မှာခိုင်းစစ်တပ်ဘက်ကလည်းလာဂျိုရာနဲ့အကူအညီပေးတာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ KNU တပ်မဟာ၄ဘက်ကပြောပြကြတဲ့အရာသိရပါဗျ။ ဒီစခန်းကိုစွန့်ခွာသွားတာကြောင့်ဒဝင်မြို့နယ်နဲ့ထိစပ်နေတဲ့ထိုင်းနယ်စပ်မြင်းတလျှောက်လုံးကို KNU နဲ့တော်လိုင်းတပ်တွေဘက်ကအပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ငရယနီစခန်းရဲ့အပေါ်ဘက်ရေပြူမြို့နယ်အရှေ့ဘက်ကနယ်စပ်မြင်းပေါ်မှာတော့စစ်ကောင်စီရဲ့ဒုက္ခစခန်းနဲ့နတ်အိမ်တော်စခန်းတို့ကြမ်းရှိနေပါသေးတယ်။ဘိတ်တဝဲခရံရဲ့အတွင်းရေးမှုဘရူအင်နာကတော့ဒုက္ခစခန်းဟာစခန်းငယ်ပဲဖြစ်တာကြောင့် အချိန်မရွေးတိုက်ခိုက်သိမ်းပိုက်လို့ရတဲ့အခြေအနေဖြစ်တယ်လို့ပြောပြထားပါဗျ။ဒဝယ်မြို့နယ်နေဆက်တလျှောက်ကစစ်ကောင်စီရဲ့စခန်းတွေကို KNL, KNDO အပါအဝင် NUG ကိုကဲမှုအောက်ကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေ၊ဒဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF လိုမျိုး Local PDF တပ်ဖွဲ့တွေနဲ့ drone တပ်ဖွဲ့တွေအားလုံးပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ KNU ရဲ့တပ်မဟာခုနှစ်အောက်က KNL, KNDO တပ်ဖွဲ့တွေနဲ့သူတို့နဲ့ပူးပေါင်းထားတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဟာလက်ရှိမှာ မြို့သုံးမြို့စစ်ကောင်စီအခြေစိုက်စခန်း6ခုဗျူဟာဆက်စခန်း6ခုအပါအဝင် စခန်းကြီးစခန်းငယ်စုစုပေါင်း200နဲ့အထက်ကိုတိမ့်ပိုက်ထားတယ်လို့ ISP မြန်မာကထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အချမ်းဘတ်စစ်တပ်ကနှစ်ဖက်အပြည့်ရအကြောင်းကြေညာထားတော်လဲကြောက်ဖြူမှာစစ်ကောင်စီနဲ့အရခတ်တပ်တော် AA တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူမအီလန်တရှောင်းမှာစစ်ကောင်စီအလောင်းများပြန့်ကျဲနေပြီးတော့အလောင်းတော်ကောက်နိုင်ခြင်းမရှိဘဲဂစင်ကလျားနဲ့ထွက်ပြေးရတဲ့အထိစစ်ကောင်စီတပ်ကရှုံးနေနေတယ်လို့ဒေသခံများထံကသိရပါတယ်ပြိုင်းစစ်ကြီးချေးရွာအနီးဝန်းကျင်မှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကိုစွန့်ပစ်ထားခဲ့ပြီးတော့အကုန်လုံးကိုလွတ်ယုံပြေးကြတယ်လို့သိရပါတယ် ်ပြီးခဲ့တဲ့ရက်ပိုင်းကဇွန်လ10ရက်နေ့ညပိုင်းကလည်းစစ်ကောင်စီကရဲတပ်ရင်32အနီးကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့စစ်သင်းမော်တွေဘောကလည်းလက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။3ရက်နေ့ညပိုင်းကနေပြီးတော့ဒီနေ့အထိကိုတိုက်ပွဲတွေဖြစ်နေတယ်။လေကြောင်းရရော drone နေနဲ့ရောလက်နက်ကြီးတွေနဲ့ပါစစ်တပ်ကပြစ်ကူပေးနေတယ်။စစ်တပ်ကတေဆုံတာများနေပါတယ်။ရဲတပ်ရင်နဲ့ဝင်ပြေးလိုက်စုဖွဲ့ပြီးပြန်ထွက်တိုက်လိုက်လုံနေတာလို့ရခိုင်စစ်ရေးဒရင်အင်းမြစ်ကပြောပြထားပါတယ်။စစ်ကောင်စီကကြီးရေလေ၃ခုစလုံးကိုတုံးပြီးတော့ ကြောက်ဖြူတိုက်ပွဲကိုတိုက်ခိုက်နေတော့လေတကယ်မြေပြင်မှာတော့စစ်ကောင်စီတပ်သားများဟာတပ်ဆုပ်ပြေးကအမှတ်30နဲ့ရဲတပ်ရင်းအတွင်းထဲကိုဝင်ရောက်ပြီးတော့အင်အားစုဖွဲ့နေရတယ်လို့သတင်းရင်းမြစ်ထံကသိရပါဗျ။စစ်ကောင်စီဟာညညဝရီရေးတပ်ဌာနချုပ်ကတပ်မိတ်သားစုဝင်များနဲ့မြို့ပေါ်အုပ်ချုပ်ရေးပိုင်းကမိသားစုဝင်များရေနဲ့စိတ်ကန်စီမံကိန်းကတရုတ်နိုင်ငံသားများကိုရန်ကုန်ကိုရွှေ့ပြောင်းပေးထားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့နယ်မြေအနီးမှာရှိတဲ့အုံတော်နဲ့ဂုံချုံချေးရွာတို့မှာဒေသခံ၄000နီးပါးဟာပိတ်မိနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မော်စီစာကြောက်စင်းလောက်ွက်တစ်ခုမှာစူးစီးနေတဲ့စစ်တပ်ကို KIA ကဂျားညက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကအယောက်20တဲ့မင်းနဲ့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမနေ့9နိုင်လောက်ကစတင်ပြီးတော့ဖားကန်းမြို့နယ်မော်စီစာဂုံးမှာအကြမ်းမဆက်တက်နဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်နေ့လယ်ပိုင်းမှာမော်စီစာကြောက်စိမ်းလောက်ကတစ်ခုမှစူးစီးနေတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပြည်သူ့စစ်များကို KIA ကကြားမြတ်ပြီးတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကအယောက်20လောက်တေဆုံးသွားပြီးတော့ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲများဖြစ်ပွားနေတဲ့အချိန်အကြမ်းမဆက်တက်ကအရတားပြည်သူများကိုပါလိုက်လံပြီးတော့ပြစ်ခတ်တပ်ဖြတ်နေတယ်လို့သိရပါဗါးဖားကတ်မော်စီစာဂုံးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်မနေ့ကမနေ့9နိုင်ကစပြီးတော့တိုက်ပွဲတွေဖြစ်နေတာ တိုက်ပွဲကတော့တောက်လျှောက်ကိုဖြစ်နေတာပြစ်ခတ်တန်တွေကတော့စူညံနေတာပဲလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။မနေ့ကဇွန်လ12ရက်နေ့မနေ့6နိုင်အချိန်ဝင်းကျင်ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေတပ်ဆွဲထားတဲ့မော်စီစာဖျားကုန်းအနီးမော်စီစာလမ်းဆောင်မှာစစ်ကောင်စီတပ်သားများပြစ်တက်ထားတဲ့အရသာပြည်သူ၃ဦးရဲ့ရုပ်အလောင်းများကိုတွေ့ရှိခဲ့ရကြောင်းဒေသခံပြည်သူများကပြောဆိုထားပါဗျ။ ဖားကံမြို့နယ်လုံခင်ကြီးရွာအုပ်စုမှာရှိတဲ့မော်စီစာဖျားကုန်းမှာမေလနှောင်းပိုင်းကစတင်ပြီးတော့တက်ဆွဲခဲ့ပြီးအကြမ်းဖက်ဆက်တမ်းနဲ့ KIA KPDF တပ်ဖွဲ့များတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုများရှိနေတဲ့အပြင်ကြောက်စိမ်းမော်များမှာရှိတဲ့အဆောက်အုံရင်ရန်ရဲများကိုလည်းမိရှုဖျက်ဆီးမှုများဇက်တိုက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းရေဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့နေရာနဲ့စစ်စေးရိတ်ဂိတ်များကို၃ရက်ဆက်တိုက်ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၆ရက်နေ့မနက်၁၀နာရီခွဲအချိန်ကမှရေဦးမြို့တောင်ဘက်အထွက်မှာရှိတဲ့ကြာဘူးအဝိုင်းစစ်စေးရိတ်ဂိတ်မှာရောက်ရှိနေတဲ့ ။အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား၃ဦးကို face rain drone များနဲ့ဗုံးဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနေ့ညနေ6:20မိနစ်ခန့်မှာရေဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ကြာဘူးအဝိုင်း gate နဲ့တိုင်းရင်းစေးရုံကိုဗုံးဒီ၅လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။ဇွန်လ9ရက်နေ့မနက်ပိုင်းမှာရေဦးမြို့အနောက်ဘက်အထွက်မှာရှိတဲ့ဂါဝီပန်းချံစစ်စေးရေး gate ကိုရောက်ရှိနေတဲ့ အကြမ်းမဲ့စစ်ကောင်စီတပ်သားခံမှန်းအင်အား35ဦးလောက်ကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်များက drone နဲ့ဘုံဒီ၃လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်အလားတူပဲဇွန်လ၈ရက်နေ့မနက်ပိုင်းမှာ ရေဦးမြို့မကြီးတော့စာတင်ကြောင်းမှာစစ်မှုထမ်းအစည်းအဝေးလုပ်နေတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သားများကိုလည်း drone နဲ့ဘုံဒီနှလုံးထမှန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုး၃ရက်ဇက်တိုက် drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီဘက်ကစစ်သားနှအုပ်တေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားပြီးတော့အကြမ်းမဲ့စစ်တပ်ဘက်ကလက်နက်ကြီး၄လုံးပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ ခုနှစ်ရက်နေ့မနေ့ကဒဏ်ရာရသွားတဲ့စစ်ခွေးတွေကနှစ်ကောင်တေသွားတာတခြားဟာတွေကတော့ထိခိုက်သေးဆုံးမှုအခြေအနေကိုစုံစမ်းလို့မရသေးပါဘူးနှစ်ကောင်တေပြီးတော့ဒဏ်ရာရတဲ့သူတွေများတယ်လို့ပဲစုံစမ်းသိရှိရတယ်ကျန်တာတွေကတော့ထိခိုက်သေးဆုံးမှုမရှိသေးဘူးမြို့ရဲ့ပတ်ပတ်လေကိုတော့လက်နက်ကြီးတွေနဲ့ဒီ300အတွဲမှာဆယ်ချက်လောက်တော့ရန်တန်ပစ်နေတယ်အဲ့ဒီလိုပဲပြောရမှာပေါ့အချိန်ကြာလို့အေးဆက်သွားတဲ့အထဲမှာကျွန်တော်တို့တော်လန်ရေးမပါပါဘူးစစ်အာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိဆက်ပြီးတော့ကျုံးနေအောင်ပါပဲလို့ရေဦး Freedom Comrade YFC အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘိုခံပြည်သူ့ကာကွယ် drone လှုပ်ရှား unit များဖြစ်ကြတယ်။ Yeou Freedom Comrades UFC ဝင်းဘလွေအဖွဲ့တို့နဲ့အတူငါးမျိုးသောမဟုတ်ရကျွဲရင်ပြည်သူ့ကာကွယ်အဖွဲ့ Yeou မျိုးတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့တီဟိုရှင်ဖျားပွဲစည်းတန်းကိုလာကြတယ်လူငယ်အယောက်30ကျော်ကိုအချမ်းမဆက်တက်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့လူငယ်တွေရဲ့မိသားစုဝင်တွေကရဲစခန်းကိုတွားရောက်ပြီးတော့စုံစမ်းခဲ့တော့လဲဆဲဆိုပြီးတော့ပြန်လွှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့ညနေ9:00လောက်မှာတီဟိုရှင်ဖျားပွဲစည်းကိုလာကြတယ် လူငယ်အယောက်30ကျော်ကိုအကြမ်းမဲ့စစ်ကောင်စီတပ်သားများကလိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းကြောင့်ရုံးရင်ဆန်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးမှုဖြစ်ပွားပြီးတဲ့နောက်မှာအဲ့ဒီလူငယ်တွေရဲ့မိသားစုဝင်တွေကရဲစခန်းကိုတွားရောက်ပြီးတော့စုံစမ်းမှုများလှုပ်ဆောင်ခဲ့တော့လေအကြမ်းမဲ့စစ်ကောင်စီတပ်သားတွေကဆဲဆိုချိန်မောင်းပြီးတော့ပြန်လွှတ်လိုက်တယ်လို့သိရပါဗျ။ပခုတ်ကူတီဟိုရှင်ဖျားပွဲစည်းကိုလာကြတဲ့လူငယ်အယောက်30ကျော်ကိုမက်လ၈ရက်နေ့ညနေ9နာရီကစပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သားတွေကပိတ်ဆို့ပြီးတော့ဖမ်းဆီးသွားတာပါရုံးရင်ဆန်ခတ်တွေလည်းဖြစ်သွားသေးတယ်လူ ငယ်တွေရဲ့မိသားစုဝင်တွေကပေါ်တာဆွဲခံရတာကိုတိတိကျင်းပါပဲရဲစခန်းကိုတွားပြီးစုံစမ်းတာဆဲဆိုပြီးပြန်လွှတ်လိုက်တယ်လို့3 star မြိုင်ပခုတ်ကိုခရိုင်အတွင်းမှာရှိတဲ့မြေပြင်သတင်းများအဖွဲ့ကတောင်ရှိသူကရှင်းပြထားပါဗျ ဒါအပြင်အဲ့ဒီနေ့ညနေ6နာရီလောက်ကလည်းပခုတ်ကူမျိုးဘိုးချုပ်လမ်းဆောင်မှာစိုင်းကယ်ဆီးလာတဲ့လူငယ်တအူးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝိုင်းဝန်းရိုက်နှက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါးအခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်များကိုပခုတ်ကူတပ်မတရားတက်ကနေတစင်းတခြားမျိုးနယ်များကိုပို့ဆောင်ဖို့ပြင်ဆင်နေတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL သိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ဒေသခံတထောင်ကျော်ဟာကြောင်မဲမြို့နယ်တဲကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချုံမြို့ဘက်ကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက် AB လ29ရက်နေ့ကနေဇွန်လ10ရက်နေ့အတွင်းနောင်ချုံမြို့ကပြည်သူ1014ဦးဟာကြောင်မဲမြို့ဘက်ကိုစစ်ရှောင်နေတယ်လို့ TNL ကဖော်ပြထားပါတယ်။ စစ်ဆောင်များဟာတိလင်ပရိယတ်တိစာတင်တိုင်းအဝေယပါဒကြောင့်နောင်ပိန်အထကကြောင့်ထန်းတပင်ခြေရွာလုတ်ပါဟခြေရွာများကိုရောက်ရှိပြီးတော့ခိုးလုံနေကြတယ်လို့သိရပါဗါရဲအဲ့ဒီစစ်ဆောင်များဟာနောင်ချုံမြို့နယ်မှာရှိတဲ့ရက်ွက်နယ်ခြေရွာ30ကျော်ကပြည်သူများဖြစ်တယ်လို့အတည်ပြုထားပါတယ်ကြောင်မဲကိုတိန့်ဆောင်လာသူများဟာနောင်ချုံမြို့နယ်တောင်ရက်ွက်ဘူရာရက်ွက်ဈေးရက်ွက်ဈေးကုန်းနောင်လင်းတရက်ကုန်းကံကြီးရေပြူလောက်ဖန်းညောင်မေသာမဲပိုက်နောင်ချိုကြီးရေမောင်းတန်း ်ညောင်နီ30တောင်ရှိမြက်ချင်းနူတပြေရီနားရှိရွှေမုတ်ထော်မန်မော်အင်းဖူတောင်လာတောင်ခန်းလက်ပံကုန်လွဲခေါ်ပိနေကုန်နောင်အောညံတော်လုံခန်းနမ်ဆောင်ဟူးနဲ့ ပါဟက်ဂျေးဝါတို့ကပြည်သူများဖြစ်တယ်လို့အသိပေးထားပါတယ်စစ်ကောင်စီတပ်ဟာညီနောင်မဟာမိတ်သုံးဘက်ရဲ့တဖက်တပ်အပြည့်အခရက်စဲရေးကာလကိုအခွင့်ကောင်းယူပြီးတော့စစ်အားတွေတိုးချဲ့လာခြင်းထိုးစစ်ဆင်လာခြင်းတိုက်ပွဲများဖော်ဆောင်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone နဲ့ဘုံကျဲခြင်းနဲ့အစိမ့်ဝိဘုံများကျဲချခြင်းအပြင်လေကြောင်းကနေဘုံကျဲခြင်းစတဲ့လောက်ရက်များကိုပြုလုပ်နေတယ်လို့ TNN လေးကထုတ်ပြန်ထားပါတယ်နောင်ချုံနဲ့တောင်ခမ်းဘက်ကတော့လက်ရှိအချိန်ထိတဖက်နဲ့တဖက်ထိုးစစ်ဆင်မှုတွေပြုလုပ်နေပါတယ်အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်ဆိုတော့ကပြည်သူလူထုတွေကတော့ ော့လုံခြုံရေးကိစ္စအထူးယူဆိုင်ဖို့လိုပါတယ်စည်ရေးအရတော့စိတ်ပူစရာမလိုဘူးပေါ့တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စည်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေကြတာဖြစ်ပါတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေရွာများကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone နဲ့ဘုံကျဲချခြင်းလေကြောင်းတိုက်ခတ်ခြင်းများပြုလုပ်နေတယ်လို့လည်း TNL ကထုတ်ပြန်ထားပါတယ်အခုလိုမျိုးလှုပ်ဆောင်ခြင်းဟာ အပြစ်မဲ့ပြည်သူလူထုများကိုတေချေပြက်စီးစေလိုခြင်းနဲ့တောင်ပြည် TNL တင်ပိုက်ထားတဲ့နေမြေများအတွင်းမှာမနေရဲအောင်လို့ရည်ရွယ်ချက်ရှိရှိနဲ့လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။စီကောင်စီတက်တိုက်ခိုက်မှုများကြောင့်ပြည်သူများသေဆုံးထိခိုက်မှုများရှိခဲ့ပြီးတော့လူနေအိမ်ဖုံးကြီးကျောင်းနဲ့စာသင်ကျောင်းများစွာလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။စီကောင်စီဟာငလျင်ကိုအကြောင်းပြပြီးတော့အပြစ်ခတ်ရက်စဲကျောင်းကြီးညာထားတော့လေ TNL နေမြေအပါအဝင်နိုင်ငံတော်မှာလေကျောင်းဘုံကျဲတိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူများစွာတိတ်ဆုံးထိခိုက်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ